ဘင်္ဂလားဒေ့ရှ်ညနေပါချက်ခုမှပဲဒါအိမ်ပြန်ရောက်တယ်ပေါ့နော်မနာရသေးဘူးကျွန်တော်လက်ရှိကရန်ကုန်ပဲပြောလိုက်ပဲဗျာကျွန်တော်ရန်ကုန်မှာနေတယ်ဆိုရန်ကုန်ပဲပြောလိုက်ပဲနော်ကလေးတွေလူငယ်လေးတွေပေါ့ဗျာနောက်အခုကြောင်းတက်နေတဲ့အရွယ်လေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီခုတော့စီကံချက်လေးထုတ်ပြန်တင်ပိုကောင်းမယ်ပေါ့နော် ဒီကချက်ကတော့ဒါကျွန်တော်တို့ရဲ့အနေအထားနဲ့ကတော့ဘာမှမဟုတ်ကျွန်တော်တို့ရဲ့ဒါပြည်သူဝန်ထမ်းတွေဖြစ်တဲ့အနေအထားပေါ့ပြည်သူဝန်ထမ်းဆိုတော့ဟိုကျွန်တော်တို့ကလည်းဒါအာဏာတည်ရောက်မှုဆိုတာမရှိပါဘူးပြည်သူဖြစ်တဲ့အရာပဲရှိတယ်ပြည်သူမြေတားပဲကျွန်တော်တို့ကရှိရပါဘူးဗျာနော်ဒါပေမဲ့ကျွန်တော်တို့တွေအခုလက်ရှိဖြစ်ပြနေတဲ့ line မှာဖြစ်ပြနေတဲ့အရာကိုသိနေရတဲ့အရာပေါ့နော်လက်ရှိကဗျာကျွန်တော်တောင်းလျှောက်ကျွန်တော်ကြည့်ရတဲ့ပုံရကျွန်တော်တို့ဒီဒီကလူမှုကွန်ရက်ပေါ့နော်လူမှုကွန်ရက်ကတော်တော်လေးပြဿနာရှိတာတွေ့ရတယ် ော်ဖုန်းတုံးတော့ဗောနော်ဒီကလေးတွေဗောနော်ကလေးတွေဖုန်းတုံးတဲ့အရာတွေဆိုတော့စီကန်းချက်တွေတခုတော့ထုတ်ပြန်တင်ပြီလို့ကျွန်တော်တို့တာအကြံပြုချင်ပါတယ်နော်ဟေးဟောလဲဆိုတော့အခုဆိုလို့ရှိရင်ဒါဒီနေ့ညနေမှာကျွန်တော်ကုညီမှုတခုလုပ်ရတယ်ဗျအသက်24နှစ်လူငယ်လေးဗောနော်ရုပ်ကြည့်ရတဲ့တန်တန်လေးတိုင်းမိန်းနဲ့ဖေနဲ့ကတော့ program ဖြစ်တာဗောနော်မိန်းရဲ့ဈေးရောင်းမိသားလေးကိုရှာကြည့်သားလေးက ဆယ်တန်းကိုဂုံလူတပါးသာနဲ့အောင်လာတယ်တပါးသာနဲ့ပါဂုံလူတပါးသာပါရုပ်လေးရတယ်စုံကျော်တင်ရည်ဒီမေရဲ့အကူညီတောင်းခံဖို့ကြောင့်ကျွန်တော်ကယ်လိုက်ရတယ်နော်သူလည်းဈေးရောင်းနေတယ်နောက်သူရဲ့ညမအငယ်လေးလည်းရှိတယ်ဆိုတော့ငါညမအငယ်လေးတော့မအူစား17တန်းရောက်ပြီနော်မေရဲ့အကူညီတောင်းခံဖို့ကြောင့်ကျွန်တော်တို့ကိုညီလိုက်ရတယ်ပေါ့နော်ဒါဟို broken ဖြစ်နေတာဆိုတော့မေတော်လေးရုံးနေရတယ်ဆိုတော့အခုဒါလေးက လမ်းမရောက်တော့လမ်းမရောက်တော့တဲ့ချိန်မှာခုထိန်းထိန်းရှောက်ရှောက်ပြီးကုညီပေးဖို့အတွက်ကုညီတောင်းခံလာတယ်ဗျာနော်။ကျောင်းလေကုန်သင်းလုံးတွေကြီးနေတဲ့အချိန်မှာကိုနိုင်တဲ့ဘက်ကနေတွားရတယ်နော်။လက်ရှိကျွန်တော်ရှောက်ရှောက်တဲ့လူတွေငွေစည်းဝါဖြတ်တဲ့လူငယ်တွေကျွန်တော်စခန်းမှာရှိတယ်။ကျွန်တော်နိုင်တဲ့ဘက်ကတွားတယ်။ဘာလဲဆိုတော့အဓိကချမ်းသာတဲ့အတိုင်းဝိုင်းမှာရှိတဲ့လူတွေရှိတယ်။ဒါကြောင့်မိဆုံဖဆုံရှိတယ်။ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒါစစ်ဖြတ်တဲ့နေရာတွေရှိတယ်ဗျာ။ပတ်စံအကုန်ကြခံနိုင်စစ်ဖြတ်တဲ့အဲ့ဒီနေရာတွေကျွန်တော်လွတ်တယ်။ ဒါဒီကလေးကြောင့်ဒီမိသားစုကဒုက္ခရောက်နေတယ်နော်ဒါဘလို့မှကိုလုံးလုံးမရပါဘူးအဆင်မပြေတဲ့မိသားစုတွေဖြစ်နေတယ်ဆိုရင်တော့အဲ့လိုကလေးမျိုးပေါ့နော်အဲ့လိုမဖေနဲ့မိနဲ့ program ဖြစ်နေတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးတွေဆိုရင်တော့ကျွန်တော်ကယ်ပေးရတယ်ကယ်တယ်ဆိုတဲ့အတိုင်းနဲ့တစ်ခုပါလဲကျွန်တော်တို့ဘက်ကကျွန်တော်တို့ကျွန်တော်ကျွေးနိုင်ဖို့လိုတယ်လေနော်အဲ့ဆိုတော့ကျွန်တော်တို့ကလေလက်ရှိကုညီမှုအပိုင်းတွေမှာဒါအများဆုံးလဲပလမီတက်ကုညီမှုတွေတွေ့ရှိနေပါတာနော်ဒုက္ခရောက်တဲ့လူတွေကိုကုညီကယ်တင်တဲ့အပိုင်းခံတာမှာဒီဒုက္ခရောက်တဲ့လူတွေအကူအညီလိုတဲ့လူတွေကိုပြပြီးတော့ကျွန်တော်ပြည်သူရှင်းရတဲ့လူခံခဲ့ရအခုချိန်ကြီးမရှိပါဘူး နော်ဒီသူကနေပြီးတော့မှဒီကိုကြီးလိုတဲ့လူတွေဒုက္ခရောက်တဲ့လူတွေဆိုတာသူတို့ရဲ့အရာနဲ့ပဲတူပေးတမ်းပေးတာပဲရှိတယ်ကျွန်တော်ကဒီဒုက္ခရောက်တဲ့လူတွေခလေးတွေအဖွားကြီးတွေဒါမျိုးဆိုဖြစ်တဲ့လူတွေဒီနေရာတွေကိုပြပြီးတော့ကျွန်တော်အလူခံခဲ့ရတယ်မရှိဘူးပြအခုလက်ရှိဒီနေ့ဒီနေ့နော်အော်ကျွန်တော်တို့နိုင်တဲ့ဇလန်ကကရတာလေအဲ့တော့ကျွန်တော်တွေ့လိုက်တယ်24နှစ်ဒါအကြီးဆုံးဒါမိဘအတွက်ဟိုဘယ်လိုပြောမလဲဆိုတော့ အားကိုးရမယ်အရွယ်ပဲနော်။ရော။ဆယ်တန်းမှာလည်းဒီပါလိုက်။ဒါပေမဲ့အပေါင်းသင်းမှားပြီးတော့မွေးစည်းဝါးနော်ရက်တော့။ထဲ့ရဲ့တကလေးကမိသားစုတော့လည်းကျိုးမရှိတော့။အဲမိသားစုမှာအန်ရတစ်ခုလိုဖြစ်လာပါ။ တော့သူတက်လည်းသူအကျိုးမရှိဘူး။ဟိုနေတော့ဖြစ်တယ်နော်။အဲကျွန်တော်ကယ်လိုက်။ကယ်ရင်းမှာကျွန်တော်စဉ်းစားပြီကျွန်တော်ကတော့ကျွန်တော်တို့လုတ်ပေးနိုင်တဲ့အရာတော့ပဲရှိရတယ်နော်။အဲတော့အကလေးဖုံးသုံးတဲ့အပိုင်းကဏ္ဍမှာလည်းရောမြင့်မြတ်ပါနော်။ဒီကိုဗစ်မှာလည်းဒါအချက်အလုံးပြန်စဉ်းစားမိပါကောကိုဗစ်ကိုဗစ်။ဟုတ်ပါလား။ဟုတ်။超越。 ဟာကိုပြည့်တဲ့ချိန်မှာလက်ရှိရန်ကုန်မှာတည်ဆုံမှုတွေများတယ်။များလက်ရှိကလိုင်းပေါ်တက်လာတဲ့အရာတွေကိုယုံကြတယ်။ဒီယုံကြည်မှုတွေခိုင်းရကျော်လိုင်းမင်းပြောခဲ့ဘူးပါတယ်နော်။ဒီဘုမှုကွန်ရက်ကတင်းလမ်းတောင်းနေတာဘုမှုကွန်ရက်ကတုံးတဲ့ရင်ကောင်းတယ်မတုံးတဲ့ရင်ဘေးဖြစ်တယ်နော်။တဲ့ရင်တော့ထောင်းလိုက်။ဟုတ်တယ်။အဲဒီကွာနော်အဲ့လိုမျိုးလေးတွေရှိတယ်။အဲ့ဒါမို့လို့ဟို ဒီကမားရင်လည်းမမောက်လို့တော့မြင်တယ်မဟုတ်လား။ဒါရှိသူများနိုင်ငံတွေမှာလုပ်နေတဲ့အားပေါ့။စီကံလေးတစ်ခုဖြစ်တင်နေတယ်ကျွန်တော်မြင်တယ်။ဒါစတောင်းနေပြီမှာဖုန်းသုံးခွင့်ပြူတာပေါ့ဗျာ။ဒီဟာလေးဘာလို့လက်ရှိကခေဒီလက်ရှိဉာဏ်ပညာဒီဖုံးသုံးတာများသွားတော့ဗျာဒီဉာဏ်ထိုင်းတယ်နော် ညံထိုင်းွားတာနေရတယ်စာမချက်ချင်တော့စာချက်ရင်လည်းအဲ့စာကိုစွတ်စွတ်မြဲမဲမမှတ်မိနိုင်ဘူးဟုတ်အဲ့လိုမျိုးလေးကျော်တယ်နောက်တော့အဓိကဟိုလက်ရှိမွေးစီပါတော့နော်တော်တော်လေးကိုလူငယ်လေးစိတ်မဟုတ်ဘူးကျွန်တော်နိုင်တဲ့ဘက်ကနေတော့ကျွန်တော်တို့ကရကြတော့ကူညီမယ်ကဲတင်ပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလေဟောလက်ရှိချိန်မှာလူကြောက်စောင့်ရှောက်နေဆိုတာမလွယ်ဘူးဗျ လူပြောကူညီတယ်ဆိုတာမလဲဘူးလေနော်အဲ့တော့ဒီလူတွေကကိုယ်ဆောက်ရှောက်တော့မယ်ကယ်ညီတော့ကိုယ်ကူညီတော့မယ်ကျွန်တော်ရည်ရှိသွားရတယ်ကျွန်တော်ရဲ့ကူညီမှုကကြောင့်ရည်ရှိတတင်းကမဟုတ်တတင်းကမဟုတ်တတင်းကမဟုတ်ရည်ရှိသွားရတယ်ဆိုတော့ငါတို့ဒီဘယ်လိုယောက်ျားလေးတွေစားနိုင်တယ်နော်ဒီဒီမဲစားနိုင်တယ်နော်ဒီမဲစားနိုင်တယ်ဒါပေါ့ဖြစ်တယ်အဲ့တော့ဒီပြောကယ်လိုက်တော့မယ်ဆိုရင်ဒါမင်းရဆိုရင်ဦးဆရာတော်ဆိုရင်ဟိုမင်းရကျွန်တော်ကယ်ထားတဲ့ဦးစင်းပေါ့နော်ဦးစင်းဆိုရင်ဒါအယုံယောယောက လက်ရှိချိန်တွေမှာဒီနေ့ကျွန်တော်ဆရာဝန်နဲ့ကျွန်တော်မီးမြန်းနေသူရဲ့ဆေးဆရာနေဖြစ်နေတဲ့ချိန်ကုသဖို့ခက်ခဲပါကုသဖို့ခက်ခဲငြိမ်အောင်ပဲဆေးနဲ့ထိမ့်မှရတော့မယ်အနေထားမျိုးဖြစ်သွားတယ်။ဒါကြီးကမပြောင်းနိုင်ဘူး။ဟုတ်လက်ရှိသူကလည်းကျွန်တော်ရှိကိုစိုက်ဆိုင်မြဲမြဲအားကိုးကြည့်နေရောက်။ရှင်များကလည်းမကူညီနိုင်ပါဘူးဗျာ။ကျွန်တော်ပြန်ကြောက်ဘူး။ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်တို့မလွတ်ရဘူး။အဲတဲရောက်လာတဲ့အရာ။အငင်းဆန်လို့မရ။နောက်တစ်ခုကလည်းတန်ခါဖြစ်နေတဲ့အပိုင်းကတော့အခု တန်ခါဖြစ်နေလေဆိုတော့အပိုင်းကဏ္ဍတစ်ခုမှာကျွန်တော်တို့ဒီဘုရားဘာသာလူမျိုးဖြစ်တဲ့အတွက်ဒီတင်ငန်းဖြစ်တင်ငန်းဝင်လာတဲ့အချိန်မှာသူ့ရဲ့လက်ရှိခံစားနေရတဲ့ဝေဒနာပေါ့နော်ကျွန်တော်သူ့ကိုဘာလေးလုပ်ပေးနိုင်မလဲလက်ရှိလုပ်ပေးနိုင်တာဟိုလက်ရှိကညတော့စကမ်းပါသေးတယ်အခုခုနကတော့ဒါကျွန်တော်တို့တည်တဲ့ကျွန်တော်ရဲ့ဆရာတော့ပေါ့နော်အာစီနယ်ရမအပရိယတိစာတင်လိုက်ပါ ဆရာတော်ဖွင့်ထောင်းပြီးတော့ဒါကနောက်ဆိုကျွန်တော်ရှိပါဆိုရင်အာအာယုံစောပါညာပါလေသူကအခက်အခဲရှိမှဆိုလို့လေနော်ဘာလို့ရှိတော့သူဆေးရုံတက်ချင်နေလဲကိုရောကလေဒါဒီနေ့လေအန်ဒီချူချူလားမသိဘူးကနော်အန်ဒီအန်ဒီချူ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 ချင်တယ်ဟုတ်တယ်နော်အန်ဒီချူချူလို့ပဲသူကောက်ခေါ်လိုက်မယ်နော်အဲဆရာတော်တက်ဒါလေးတောင်းတူပေးထားတယ်အဲကျွန်တော်လူမခံဘူးနော်လူမခံမင်းနဲ့ဒါသူ့တို့ပါဝင်ထားဆရာတော်စိတ်ကူးလို့တော့ပါနော်နော်အဲ့ဒါလေးပါကျွန်တော်လက်ရှိ တခုခုတော့စီစဉ်ပေးတင်တယ်ကွာတခုခုတော့လုံးဝရတော့မယ်ထင်တယ်နော်အဲလက်ရှိမိပါရီနော်မိပါရီမိပါရီနော်ဒီဟာလေးတခုကခလေးတွေတော့အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်နော်36နှစ်ပြည့်ပြီမှနော်16နှစ်ဆိုတော့နည်းနည်းများရတယ်နော်အဲကျွန်တော်တို့ကျွန်တော်ရဲ့တယောက်တည်းကိုပိုင်ယူဆချက်ဖြစ်ပါမယ်16နှစ်ပြည့်ပြီမှဒီဖုန်းကင်ဝင်ဖုန်းသုံးဝင်ရောတော်ဝင်ရှိပြီမှအနေနဲ့ စီကံကြက်တခုထုတ်ပြန်ပြီးတော့ဟုတ်တယ်မဟုတ်ဘူးငင်းမာတယ်ကွာနော်အခုဆိုတာအများကြီးပဲဗျာနော်လူကြီးပိုင်းနေမှာဆိုလို့ရှိရင်လည်းလက်ရှိဂိမ်းပြဿနာရယ်နော်ဂိမ်းပြဿနာရယ်ရှိတယ်ဟာလာလူငယ်ပိုင်းကြတော့လဲဟာလာဟိုဒီဒီပြင်ငါတွေနဲ့ဆိုတော့တော်တော်လေးကိုကျွန်တော်တို့စုတ်တဲ့ဘက်ကိုရောက်သွားပြီဟုတ်ပါတယ်ဒီဘက်ကိုတော့ဘုံလို့ပဲရအောင်စုတ်တဲ့ဘက်ကိုကြောက်တယ် အရွယ်ဆုံးလိုက်နောက်ဆုံးပြီးလွတ်တဲ့အရွယ်ကအသက်60ကျော်လောက်ပဲလွတ်တော့အသက်60အတွင်းတော်မှာတချို့တွေ game short နေတာတွေ့ရတယ်လက်ရှိကျွန်တော်ဒါဆိုင်ဖွင့်ထားတယ်ဒါ KP ဝန်မှန်းကြီးဟောဖြစ်တယ်ပေါ့နော်လက်ရှိညာတော့အဖြစ်တွေ့ရတယ်ပေါ့နော်ဟုတ်ဗျာနည်းနည်းပါကျွန်တော်ထက်ပေါင်ဟာကျွန်တော်တို့ထက်ကျွန်တော်တို့ထက်မှကြီးနေတဲ့လူတွေမှာကျွန်တော်တို့တွေကရန်မီတက်တွေပါနော် ပြည်သူဝန်ထမ်းတွေစေနာဝန်ထမ်းတွေဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အရာလေးတွေကိုမှားတော့တာရှင်လဲခွန်းတော့နားလိုက်ဒီကနော်ပြန်ခဲ့တာလေးကိုရှိရင်လဲထက်စစ်ထက်စစ်နဲ့လုံဆောင်နိုင်မယ့်အရာလေးတစ်ခုဖြစ်အောင်စ조사ပြည့်စုံစေပါတယ်ဒါမြစ်တာရက်ခံတာနော်တာသမီချင်းကိုရင်းဆိုင်ပြီးတော့မြစ်တာရက်ခံတာဖြစ်ပါတယ်အဖြစ်လို့ဆိုတော့ကျွန်တော်တို့လူမျိုးကမဖြစ်ရင် အဖြစ်သေးရင်အာကျေကြတယ်လားဖြစ်ရင်အရင်ကြောက်ကြကြတယ်ကိုဗစ်ကိုပဲကြည့်ပါနော်ကိုဗစ်ကိုပဲကြည့်ပါနော်အာဗရာမ first week အာ second week ဒီစီဘဲတောက်ဝေးပါထင်သေးလိုက်ဟုတ်လားဟိုကျွန်တော်တို့လည်းဖြစ်ပါတော့တက်ဝေးကျွန်တော်ပူရကျွန်တော်ရုံထဲတိုင်းလုံးပါ အဲ့ချိန်မှာတချို့ကုညီမှုတွေရဗျာတလောင်းကိုဘယ်နှသိန်းရမှတဲ့ပါလို့ကုညီမှုတွေပေါ်လာခဲ့တာအများကြီးပါနော် first wave မှာရက်ွက်တိုင်းရက်ွက်တိုင်းကြောက်ပြီးတော့လူနာတင်တွေဝယ်ကြတယ်ဗျာအဲ့ first wave မှာပေါ်လာတဲ့ price ကမနည်းဘူးဗျာနော်အဲ့လိုမျိုးပေါ်လာတယ်အာရုပ်ကိုလည်းကြောက်တော့ဗျာလူနာတင်နေဝယ်ကြတယ်ဗျာနော်အချင်းရတယ်ဒါလူနာတင်နေရတယ်တပေါ်တော့ဗျာနော်တကယ်တော့နေလန်းကလားကြေရတော့မယ်ကုညီရတော့မယ်ဆိုတဲ့အတိုင်းပါ ချို့ရာရေးရကျွန်တော်တွေ့ရပါတယ်ဒီတလောင်းအောင်3သိန်းရမှလာတင်မယ်လို့5သိန်းရမှလာတင်မယ်လို့เนาะเนาะတချို့အများကြီးပါဗျာကျွန်တော်သူများကျွန်တော်သူများကြောင့်စိတ်မောတာเนาะဒါလက်ရှိကသူများလည်းကျွန်တော်ဖောင်းထုတ်ရတယ်မှာလည်းမပါဘူးကျွန်တော်မပြောဘူးလုံးစုံနေလို့လုံးနေတော့လုံးချဘာဖြစ်လဲဟုတ်တယ်မလားကောင်းတယ်ဒါပေမဲ့တွေ့ရတယ်เนาะအဲ့အချိန်မှာကျွန်တော်တို့ဆိုလို့ရှိရင်လေဘယ်သူမှမသိလိုက်တဲ့အချိန်ကာလတစ်ခုမှာဟာကျွန်တော်အဲ့အချိန်မှာ ဟိုအကောင့်တွေကလည်းကိုယ့်အကောင့်တွေကလည်းထိလိုက်ကြလိုက်ဖြစ်နေတယ်နော်ပြည်သူတွေကျွန်တော်အဆက်အသွယ်ပြတ်သွားပြီမယ်တတရလိုင်းပြီးတော့ရေပေးကြီးပါတယ်တတိယ line မှာလည်းလက်ရှိကျွန်တော်ရောင်းလိုက်တစ်တိုင်းလုံးဆိုရင်ကျွန်တော် plan ရပြီးတဲ့ဘက်ကိုကုညီမှုပါအဲ့လိုပဲပတ်ဆက်မပေးနိုင်လို့ကြံခဲ့တဲ့အလောင်းတွေပေါ့ဗျာ body တွေပေါ့နော်အဲ့ဒါကျွန်တော်လောင်း60ကျော်တော့ကြိုပေးခဲ့နော်ကာလေးစီးနဲ့မနေ့ဆိုရင်ထွက်တယ်ထွက်ပြီးတော့ကျွန်တော်တို့ဟာလာဖယ်ပြီးတော့အချို့အလောင်းတွေဆိုရင်ဘောကနေ၄တက်လောက်ကနေအောက်ကိုချရတာရှိတယ်ပုတ်ပွားနေပြီဗျာ ဟုတ်တယ်မလားဒီဟာကြီးတွေကိုကျွန်တော်တို့လူမှုကွန်ရက်ပေါ်တင်ပြီးတော့အမှုမခံခဲ့ဘူးအမှုကွန်မရှာခဲ့ဘူးဘာလို့ဆိုတော့အကုန်လုံးလောကရောက်နေတဲ့အချိန်ကြီးနော်အဲ့တော့ဒီဟာကြီးသွားတင်လိုက်တဲ့ Facebook ကဘန်းပါပဲလေနော်ဟုတ်တယ်ဟုတ်ပါပဲအဲ့တော့ကျွန်တော်တကုတ်ခုတော့ဆောင်းလေးတွေပါစီရင်မှရအောင်လေနော်နော်တကုတ်ခုတော့စီရင်မှရအောင်ပဲအဲ့တော့လည်းလေကျွန်တော်တို့တိုင်ပင်ဆွေးနွေးနေတယ်ဆိုတော့ကျွန်တော် Messenger ကိုကြွပါပဲနော် အားလုံးပဲမင်္ဂလာရှိတော့ညချမ်းလေးပါဟောဒါလက်ရှိမှာတော့ဒီနေ့တရမှာဒီနေ့မှာတော့ဒါလက်ရှိဒါပြည်သူတွေကျွန်တော်တို့အသိပေးတာပါအသက်24နှစ်အရွယ်လူငယ်တဦးပေါ့နော်ဆယ်တန်းတော့ဝန်ကြီးထွက်တာလေလူငယ်တဦးမွေးစီပါလေဟိုကဆုံးတော့မယ်ဆိုတဲ့နေသားဖြစ်နေပါပြီအဲ့တော့ဒီနေ့ညနေမှာ play me တက်ကထပ်မယ်ကေတင်လိုက်ပါအဲ့လူတွေကေတင်ဖို့အတွက်ကျွန်တော်အခုချိန်မှာကျွန်တော်ဈေးရောက်ပါတယ်တာသမီးချင်းကိုချင်းစားတဲ့စိတ်နဲ့ကျွန်တော်ကဲပါတယ် လူငယ်တွေဘာလို့သူ့ကိုအိမ်မှာအကြီးဆုံးလဲမအီအတွက်အားထားရမယ်နော်အော်ဒီလိုဖြစ်သွားတဲ့အတွက်မအေးရလဲဘယ်လောက်ရှာရှာစီးပွားဖြစ်မှာလဲတိုးတက်လာမှာလဲမဟုတ်ဘူးနောက်ထပ်ပြဿနာတွေဘယ်လောက်ထိထက်ရှင်းရမလဲဆိုတာဘယ်လောက်ထိသူ့ရဲ့မအေးတယောက်ရဲ့အသက်ရှင်ကျန်နေတဲ့အပိုင်းခံရမှာဒီသားတယောက်ကသူပြဿနာတွေဘယ်လောက်ရှင်းရလဲပတ်စံတွေဘယ်လောက်ကုန်ရမလဲသူစီကပတ်စံတွေဘယ်လောက်အခိုးခံရမလဲအဲ့ဒီဟာကြီးကိုသူရင်ဆိုင်ရဖြစ်ပြီးပေါ့သူရင်ဆိုင်မဲ့ရမဲ့သူ့ရဲ့အပူတွေကိုကျွန်တော်တို့ကမိသက်သမားတိတိအဲ့အပူကိုကျွန်တော်ရှိကိုရှုတယ် အဲ့ပုံကျွန်တော်ရအောင်ညှိပြီးဟာဒီညနေမှာကျွန်တော်ပြောက clear ပုံစံတော့ကျွန်တော်မပြတော့ဟာ clear နောက်တစ်ခုကတိုးတက်မှုတွေရှိရောလေနော်ခွင့်ပြုပါတယ်ဒါပေမဲ့မိသားစုကကျွန်တော်မတင်နော်ဟာလက်ရှိကအားလုံးလည်းမြင်သားအောင်ကျွန်တော်တို့ကပြတာဟာလားဒါကျွန်တော်မကိုယ်ပိုင်စီးပွားရေးရှိပါတယ်နော်ကျွန်တော်ဈေးရောက်ပါပါဟုတ်လားဈေးရောက်ပါလေနော်ဈေးရောက်ပါလို့လို့ဟိုတနေ့ကမင်းရဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်ပြပါတယ် အဲကျွန်တော်တပည့်တွေကားအော်ဒါလိုက်တယ်အိမ်ကြောင်းအိမ်အိမ်ကြောင်းအိမ်ရွှေတွေကျွန်တော်တို့လုပ်တယ်အဲမှာကားကားရတယ်အကလေးတွေမူမူရတယ်အဲကြောင့်လို့ရှိရင်လည်းသူတို့ကိုကျွန်တော်တို့ကစောင့်ရှောက်ထားတယ်ကျွေးထားတာမှန်ပေမဲ့အဲရတဲ့ပတ်စံသူတို့ကလည်းသူယူကျွန်တော်ယူပါမရှိကျွန်တော်အလုပ်တွေခိုင်းတယ်နော်ကျွန်တော်တို့အလုပ်တွေခိုင်းနောက်ဆုံးပြကျွန်တော်တပည့်တားသမီးတွေသူတို့လေးတွေဒီလာတာမရဘူးဒီစခန်းမှာတန်ရှင်းတွေလုပ်တယ်လူနာတွေနေလုပ်တယ်မှန်တယ်ဟုတ်လားမူမူပြီးတယ် ိုးဖို့ပေးတယ်ငါတော့လူများရင်ငါတော့လူနေပတ်သွားဟုတ်လားလူနာနေနေတန်ရှင်းလို့မဲယုံနေတန်ရှင်းလို့မဲလုံးပေမဲ့လည်းလက်ကမခိုင်းဘူးပိုးဖို့ပေးတယ်ကြည့်ရပါဘာသူတို့မှာဖုန်းကြီးထည့်ဖို့ရှိတယ်သူတို့ဟာဆက်လိတ်ကောင်းလေးတုံးဆွဲတာလေးတောက်ချင်တာလေးတွေရှိတယ်ဖေးတောက်ချင်တာလေးရှိတယ်ဒီတော့ကျွန်တော်တို့လုပ်ပေးတာလက်ရှိက လောက်ရချင်းနေတော့တူတယ်ဖြတ်တန်းဖို့ဖြတ်တန်းချင်းနေတော့မတူနိုင်ဘူးဘာလို့လဲမားရီမှာတော့ဘောင်းလုံးအနေနဲ့ကျော်ရီမှာဒါတကူရလက်ရှိရှိနေတဲ့မှာကျွန်တော်တွေ့ပါတယ်တရားလွတ်တော်ရှိနေပြီပါပါတယ်လူကြီးပိုင်းပါပါတယ်လက်ရှိဒီလိုက်ကိုရှိနေတာမှာကျွန်တော်တွေ့ပါတယ်နော်အကောင်းဆုံးအနေနဲ့ကျွန်တော်ကတော့ရံပြီးတက်ကရံပြီးတက်ပါတယ်ပြီးဒီလိုလေကျွန်တော်စတီရဲကဂရိပေးခဲ့တာရှိပါတယ်ကျွန်တော်တာကူးပဲတော့မှာလို့ပါ ပူမီးတွေကိုညှိမ့်တက်တဲ့စေနာဝင်တန်ပြည်သူဝင်တန်အရန်မီးတက်တယောက်အနေနဲ့တေးဒီအထိပြည်သူနားမှာကျွန်တော်ရှိနေပါတယ်။ဒီမှာရပြန်သွားတယ်။ဒီမှာကံလည်းမှုရှိပါတယ်။ကံလည်းမှုရှိပါတယ်နော်။ကံလည်းမှုရှိပါတယ်။ကျွန်တော်ဝင်ပြီးတော့မပြတ်ဘူးနော်။နော်ဝင်ပြတ်ဒီမှာကျွန်တော်ဗော်လန်တီးယားကျွန်တော်ပြည်သူ့နာမ်ပေါ်ကျွန်တော်ရှိနေကြပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြတဲ့အရာလေးကိုလည်းအားလုံးလည်းဒီတားစု ခြင်းကိုချင်းစားတဲ့စိတ်လေးနဲ့တွေးပြီးတော့ဒီကလေးငယ်လေးကြီးရှိမှာပါမိသားစုစုစုမှာကြောက်တဲ့နေတဲ့ကလေးကြီးရှိမှာပဲမိကြီးရှိမယ်တူကြီးရှိမယ်တမီးကြီးရှိမယ်တားကြီးရှိမယ်ဒီဖုန်းရဲ့စနစ်တစ်ခုကျွန်တော်တို့နည်းနည်းလေးတော့ break လုပ်မှရမှာချင်တယ်ရှေ့ဆောင်မလွယ်ဘူးတော့မြန်မာဆိုင်တွေတိုးလာတာတိလာအားလုံးလေ့လာကြည့်ပါနော်ဒါကျွန်တော်ဆိုသူများစီးပွားရေးကျွန်တော်တိုက်ခိုက်တာမဟုတ်ဘူးတော့ဟုတ်တယ်တော့ မြို့နယ်တိုင်းမြို့နယ်တိုင်းမြင့်မှန်ဆိုင်တွေဘာကြောင့်တိုးလာလဲအားလေပရမသုံးအသက်ငယ်ငယ်ကြီးကြီးပထမဆုံးတန်ကျွန်တော်တို့စပြီးတော့စိတ်ပူပွားမျက်စိထိခိုက်မှုစပြီးဒုတိယအုံတော်ထိခိုက်တာဖွင့်ပြမှုကြာပါတယ် မျိုးဆက်တည်းထိနာလူလူကမပြောပါဘူးအဲလက်ရှိကကျောမဆူမရှိပါနဲ့ဘလို့ပြောတာမခံနိုင်တော့ကျွန်တော်မင်းတော့ရှောက်ကျွန်တော်စဉ်းစားဟိုနေဟိုကြည့်ရော်ဟိုလူတက်မှုတွေပါရက်ဆက်လူတက်မှုတွေဟိုလူရက်မှုတွေတော့အဲ့ကျွန်တော်ကြည့်ဟာပတ္တနာဘူးလူငယ်တွေကွာနော်ကျွန်တော်ကျောင်းလာရင်မပြောချင်ဘူးကြာနော် ကြားလို့ပဲငါရှိတော့ညာညာလေးပါ